အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲအကြောင်းတစ်စီတစ်ဆောင်း2000ပြည့်နှစ်တုန်းကတရုတ်ဟာကမ္ဘာကျော်မဟာဒဏ္ဍာရီကိုစတင် တိစောက်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူတို့ရိုက်ခတ်မှုပြင်းထန်စေမဲ့မဟာဒဏ္ဍာရီလိုပြင်းထန်တဲ့ကန့်သတ်ချက်တွေချမှတ်လျက်ရှိပါတယ်။ထရန့်သမ္မတတာဝန်စတင်ထမ်းဆောင်စဉ်ကတည်းကထူးခြားပြင်းထန်တဲ့ကန့်သတ်ချက်တွေတစ်ခုပြီးတစ်ခုချမှတ်နေတာမယိုးနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။အုတ်တွေကြောက်တွေလိုတန်မာလွန်းတဲ့တရုတ်အပေါ် ပြင်းထန်တဲ့ကန့်သက်ချက်တွေချမှတ်နေတာလဲတခုပြီးတခုတွေ့နေရပါတယ်။ထရန်ချမှတ်နေတဲ့စီးကြက်ခုနေရကမ္ဘာနိုင်ငံအများအပြားကိုရိုက်ခတ်လျက်ရှိပါတယ်။အဲ့ဒီထဲမှာတရုတ်နိုင်ငံကတော့အထူးအနာဆုံးဖြစ်ပါတယ်။တရုတ်အပေါ်ချမှတ်ထားတဲ့စီးကြက်ခုပမာဏများလွန်းလာကြောင်းလက်ရှိမှာ အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ခဲနေရတာဖြစ်ပါတယ်။ထရန့်လည်းနိုင်ငံတော်အတွက်အခွန်ငွေများစွာရရှိရေးအတွက်မဟာဒဏ္ဍာရီတပ်ဖွဲ့ကြီးမားတဲ့အခွန်ကောက်ခံမှုတွေစတင်มาဖြစ်တယ်လို့ ဂျုံဝါပြောဆိုထားတာလည်းဖြစ်ပါတယ်။ထရန်ချမှတ်လိုက်တဲ့ဆိုဝါပြင်းထန်တဲ့စီးကျက်ခွန်တွေအကြောင်းပစိဖိတ်ဒေသတွေအနောက်မဟာမိတ်နိုင်ငံတွေအကြားပြင်းထန်တဲ့ကုန်သွယ်ရေးစစ်ပွဲတွေဆင်နွှဲနေရတာပါ။ဒါတွေဟာတကမ္ဘာလုံးဆူနာမီလှိုင်းလုံးတစ်ဖွဲ့ရိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုအခွန်ကောက်ခံတာကြောင့်လည်းထိတ်တန်းအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်အကြားဆိုးရွားတဲ့ကုံသွယ်ရေးစစ်ပွဲတွေဆင်နွှဲနေရတာဖြစ်ပါတယ်။ဒါ ਉ ကျွမ်းကျင်တဲ့နိုင်ငံရေးသမားတွေဟာ ထိတ်တန်းနိုင်ငံတွေအကြားထရန့်ကြောင့်အချင်းများမှုတွေမျက်နှာချင်းဆိုင်ထိတ်သီးဆွေးနွေးမှုတွေအရေးကိုတွန်းပို့နေတာကိုမြင်တွေ့ရတယ်လို့ဆိုပါတယ်။ဒါ ው ထရန့်ကတော့ဒါပြဿနာမဟုတ်တလို့ကြီးကြီးမားမားကိစ္စတွေလည်းမဟုတ်ပါဘူး။အားလုံးပူးပေါင်းပြီးစနစ်တကျဖြည့်ရှင်းဆောင်ရွက်လိုက်ရင်အဆင်ပြေသွားမှာလို့ဆိုပါတယ်။အားလုံးသိကြတဲ့အတိုင်းတရုတ်ဟာကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။သူတို့အတွက်စီးကြက်ခွန်တရလီရာဂိုင်းလုံးကောက်ခံလိုက်တာဟာ မဆူစလောက်လေးဖြစ်မှာပါလို့ထရန့်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အေဘီလအတွင်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတရုတ်အနေနဲ့အမေရိကန်ပြည်ထောင်စုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အခွန်တရလေးရာခိုင်နှုန်းပေးဆောင်ရမယ်လို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်ဘေကျင်းဘက်ကလည်းဒါဟာတရားမျှတမှုမရှိသလိုရာဇဝတ်မှုတစ်ခုလည်းမြောက်တယ်လို့ဆိုပါတယ်။ဘေကျင်းဘက်ကတော့ဒါကိုလက်မခံနိုင်သလိုစီးကျက်ခွန်တရလေးရာခိုင်နှုန်းပေးဆောင်ဖို့ဆိုတာကလည်းဘလုံးမှမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အမေရိကန်အနေနဲ့ဒါကိုပြန်လည်တုံးသက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်တင်ကြောင်းလဲဘေကျင်းကပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။စီးကြက်ခုံကောက်ခံမှုတွေကိုပြန်လည်တုံးသက်ပြီးနှစ်နိုင်ငံအကြားအချင်းပွားမှုတွေမဖြစ်ပွားစေရန်ညှိညှိနှိုင်းနှိုင်းတရားမျှတမှုရှိရှိဆောင်ရွက်ပေးဖို့လဲတရုတ်ကတိုက်တွန်းပြောကြားထားပါတယ်။ထရန့်လှုပ်ဆောင်ချက်တရားမဟာမိတ်နိုင်ငံတွေအကြားပြင်းထန်တဲ့ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်လာနိုင်တယ်လို့တရုတ်ကထုတ်ပြန်ပြောကြားထားပါတယ်။ ဒီလိုကြေညာချက်ထွက်ပေါ်လာပြီး나이ပိုင်းအလိုမှာအမေရိကန်တင်သွင်းလာမဲ့ကုန်စည်တွေအပေါ်အခွန်84ရာခိုင်နှုန်းပေးဆောင်ရမယ်ဆိုပြီးတရုတ်ဘက်ကပြန်လည်လက်တုံ့ပြန်ခဲ့ပါတယ်။ဒါဟာအမေရိကန်ကိုပြန်လည်စီးကျက်မှုတစ်ခုဖြစ်တယ်လို့တရုတ်နိုင်ငံအတွက်အလားအလာကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုလည်းဖြစ်ပါတယ်။ထရန့်စီးကျက်ခွန်ကောက်ခံမှုတွေကြောင့်နိုင်ငံတော်တော်များများခေါင်းကိုက်ဆရာဖြစ်ခဲ့ပါတယ်။ဒါတို့ရောအမြန်ဆုံးပြန်လည်မကြီးကျက်နိုင်ရင်ဆိုးရွားတဲ့ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်1998ခုနှစ်အတွင်းကလည်းတရုတ်နိုင်ငံဟာပြင်းထန်တဲ့ကွန်မြူနစ်စနစ်ကိုလည်းကျင့်သုံးခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ကွန်မြူနစ်စနစ်ကြောင့်အမေရိကန်ကတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အများကြီးအကျက်ရိုက်ခဲ့ပါတယ်ဘလောက်ထိတောင်စိုးလဲဆိုရင်တော့တရုတ်ကွန်မြူနစ်စနစ်ကြောင့်အမေရိကန်ရဲ့ကုန်သွယ်မှုလုံငွေပမာဏဟာမျှော်မှန်းထားတာထက်မြင့်တက်တဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းပြောကြားချက်အရ2000ခုနှစ်ကနေ2008ခုနှစ်အထိ တရုတ်ကုန်စည်တင်ပို့မှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ266ဘီလီယံကနေ1.4ထရီလီယံအထိရောက်ရှိခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကတရုတ်ဟာကုန်သွယ်မှုလုံငွေများနေတဲ့အမေရိကန်ကိုကယ်တင်ဖို့စဉ်းစားခဲ့ပါတယ်။အမေရိကန်နဲ့ကုန်စည်တင်ပို့မှုအရေးစိစက်ညှိနှိုင်းမှုတွေဆောင်ရွက်ဖို့စတင်ဆွေးနွေးခဲ့ပါတယ်။အမေရိကန်နဲ့ညီအကိုမောင်နှမတဖွဲ့ညှိနှိုင်းမှုတွေစတင်ဆောင်ရွက်ပြီးမဟာမိတ်ဖွဲ့ဖို့လည်းကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။တရုတ်ကယ်တင်မှုကြောင့် 2008ခုနှစ်မှာကမ္ဘာလုံးဆိုင်ရာဗန္နာရေးအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရအမေရိကန်စီးပွားရေးဟာနှစ်ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့6ဒသမ8ရာခိုင်နှုန်းအထိတောင်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဘက်ကလည်းသူ့စီးပွားရေးလုပ်ငန်းတွေကုန်စည်ကဏ္ဍတွေမှာလည်းအစာပေါင်းများစွာကောင်းတဲ့ကောင်းအောင် နှစ်ရှည်လာများထိန်းထားနိုင်ခဲ့ပါတယ်။ဗန္နာရေးစနစ်တွေဗန်အတိုးနှုန်းတွေချင်းငွေလျှောက်ထားမှုတွေထုံးလုံးမှုကဏ္ဍတွေကိုလည်း ပုံမူကောင်းမအောင်ထိမ့်သိမ်းဆောင်ရွက်နိုင်တာကိုလည်းတွေ့ရပါတယ်။အမေရိကန်အနေနဲ့လည်းအမေရိကန်မှာတရုတ်အတွက်အလို့အကံအခွင့်အလန်းတွေဖန်တီးပေးဖို့လည်းဆောင်ရွက်ပေးစီလိုကြောင်းတရုတ်ကပြောကြားခဲ့ပါတယ်။တရုတ်လုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံမှုအဆင်မပြေရင်တောင်အမေရိကန်အနေနဲ့အဆအဆအရာရာ ရှုမျှော်ပြီးကောင်းမအောင်ဆောင်ရွက်ပေးဖို့လည်းတရုတ်ကတိုက်တွန်းပြောကြားထားပါတယ်။ဒီလိုနဲ့2015ခုနှစ်မေလ19ရက်နေ့မှာတရုတ်အစိုးရဟာ Made in China ဆိုပြီး တရုတ်ထုတ်ကုန်တွေစတင်မိတ်ဆက်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့ DC မန်ဂိန်းဆောင်ရွက်မှုဟာအခု2025အထိအကျုံးဝင်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်လျှက်စစ်ကားတွေ၊စက်တွေရီကွန်ရက်တွေ၊အစစ်မြေနီးပညာတွေ၊အစစ်မြေစက်ရုပ်ထုတ်လုပ်မှုတွေ၊ညံရီတုနီးပညာတွေ၊စမတ်ဆိုက်ပြိုရီနီးပညာတွေ၊အာဂါဒယင်တွေ၊အစစ်မြေရေချောင်းခန္ဓာတွေ၊နောက်ဆုံးရထားလမ်းတွေ၊အခြေခံအဆောက်အအုံခန္ဓာတွေအထိအံ့ဩစရာကောင်းလောက်အောင်တိုးတက်ပြောင်းလဲလာတာကိုမြင်တွေ့ရပါတယ်။ နောက်ပြီးကဘာကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei, ZTI, DJI, BYD လုပ်ငန်းနေရာလဲကမ္ဘာဈေးကွက်တော်တော်များများကိုထိုးဖောက်ပြီးလွှမ်းမိုးချုပ်ကင်ထားနိုင်တာကိုတွေ့ရပါတယ်။2018ကစပြီးနိုင်ငံတော်အစိုးရရဲ့အစအစအရာရာပံ့ပိုးကူညီမှုတွေကြောင့်တရုတ်နည်းပညာကဏ္ဍတွေဟာအစမတန်အောင်မြင်မှုရလာတာကိုတွေ့ရပါတယ်။ဘလောက်ထိတောင်တိုးတက်အောင်မြင်လာလဲဆိုရင်တော့ထိပ်တန်းနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်ဥရောပတမကနိုင်ငံတွေရတော့ဝေဖန်ရလောက်တဲ့အထိတဟုန်တို့အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဘလောက်ထိတောင်ဆိုးရွားသွားလဲဆိုရင်အင်အားကြီးနိုင်ငံတွေမှာတရုတ်ထုတ်ကုန်တွေကိုအသုံးပြုခွင့်တားမြင့်ပိတ်ပင်လာတဲ့အထိဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုရင်တရုတ်ထုတ်ကုန်တွေဟာနည်းပညာပိုင်းဆိုင်ရာမှာစိတ်မချရတာကြောင့်အင်အားကြီးနိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးကဏ္ဍမှာစိတ်မချဘူးဆိုပြီးတားမြင့်ပိတ်ပင်ခဲ့ကြတာဖြစ်ပါတယ်။တရုတ်ဟာနည်းပညာတွေခိုးယူတယ် တရားမျှတမှုမရှိဘူးတရုတ်ထုတ်ကုန်တွေဟာအစ်စ်မမေဘူးဆိုပြီးဝေဖန်ပြောဆိုလာတဲ့အထိဖြစ်ခဲ့ပါတယ်အမေရိကန်သမ္မတဘားရက်အိုဘားမားလက်ထက်တုန်းကလည်းတရုတ်ကိုမဟာမိတ်နိုင်ငံအဖြစ်ထည့်သွင်းမပူးပေါင်းခြင်းတဲ့အထိဖြစ်ခဲ့တာပါတရုတ်အစားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဂျပန်ဥရောပတမကနိုင်ငံတွေနဲ့သာအကျိုးတူပူးပေါင်းဖို့သာဆောင်ရွက်ခဲ့တာပါတရုတ်ဘက်ကလည်းနိုင်ငံကြီးတွေအခုလိုတရားမျှတမှုမရှိအောင်ဆောင်ရွက်လာတဲ့အပေါ်လက်တော့ပြန်ပြောဆိုခဲ့ပါတယ် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ထုတ်ကုန်တွေအပေါ်မှာရိုးသားပြီးအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့တရုတ်ကုန်စီတွေဟာနိုင်ငံတကာမှာပြစ်ချက်မရှိအောင်ထိုးဖောက်ဆောင်ရွက်ဖို့အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးကတိပြုပြောကြားခဲ့တာတွေလည်းရှိပါတယ်။ဒါတွေဟာတရုတ်နိုင်ငံများစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူများစွာလည်းဖြစ်ပေါ်လာခဲ့တာပါ။၂၀၁၉အတွင်းဟာအမေရိကန်သမ္မတထရန့်ပထမသမ္မတတက်တန်တာဝန်ယူစဉ်အတွင်းဟာအမေရိကန်တရုတ်ကုန်သွယ်မှုလုံငွေပြမှုက ဒေါ်လာ385ဘီလီယံအထိရှိခဲ့ပါတယ်။ထရန့်တရုတ်ကိုကူညီပေးမယ်လို့အဆိုပြုခဲ့ပေမဲ့လေ2018ခုနှစ်မှာထရန့်တရုတ်ကုန်စည်တင်သွင်းမှုအပေါ်ဘီလီယံ90တန်ဖိုးနဲ့ညီမျှတဲ့စီးကြက်ခုံ25ရာခိုင်နှုန်းအထိတောင်ကောက်ခံခဲ့တာဖြစ်ပါတယ်။အလူမီနီယံတွေတန်မဏိတွေတင်သွင်းမှုကိုလည်းအခွန်30ရာခိုင်နှုန်းအထိကောက်ခံခဲ့တာဖြစ်ပါတယ်။တရုတ်အပေါ်အခွန်ကောက်ခံမှုကနေဝင်ငွေ260ဘီလီယံအထိ အမေရိကန်ရရှိလာခဲ့တာဖြစ်ပါတယ်။ဒါ ው တရုတ်ဘက်ကလည်းအခွန်စနစ်တွေမျှမျှတတာကောက်ခံဖို့တောင်းဆိုခဲ့ပါသေးတယ်။၂018ခုနှစ်ကတည်းကအမေရိကန်နဲ့တရုတ်အခွန်ကောက်ခံမှုတွေအကြားစီးကျင်းထိုးလာတဲ့စစ်ပွဲဟာအချိန်မြင့်လာခဲ့တာဖြစ်ပါတယ်။ပြီးတော့တရုတ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ ZTE, Huawei တို့တွေကအီရန်ကိုနည်းပညာတွေရောင်းစားနေတယ်ဆိုပြီးအမေရိကန်ဆွတ်ဆွဲပြောဆိုခဲ့ပါသေးတယ်။ဒါကြောင့်တရုတ်ထုတ်ကုန်တွေကိုနိုင်ငံပြည်အများအပြားမှာ အသုံးပြုခွင့်တားမြစ်ဖို့အမေရိကန်ကစီစဉ်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် chess ပြားတွေအသုံးပြုခွင့်လည်းတားမြစ်ထားတာဖြစ်ပါတယ်။2018 AB လတုန်းက Huawei CFO ဟာအီရန်ကိုတရားမဝင်နှီးပညာတွေရောင်းချနေတယ်ဆိုပြီးအဖမ်းခံခဲ့ရပါတယ်။ဒီသတင်းကြောင့်ကနေဒါနိုင်ငံတဝမ်းမှာလည်းစံတားပြမှုတွေအချိန်အတော်ကြာဖြစ်ပွားခဲ့ပါတယ်။အမေရိကန်မှာတရုတ် DJI drone တွေအသုံးပြုခွင့်တားမြစ်တဲ့အထိကိုဖြစ်ခဲ့ပါတယ်။ဒါအပြင်တရုတ်လျှက်စစ်ကားကုမ္ပဏီ BYD ထုတ်လုပ်ခွင့်ကိုလည်းအမေရိကန်မှာတားမြစ်ခဲ့ပါသေးတယ်။ Tesla ကုမ္ပဏီနဲ့တရုတ်လျှက်စစ်ကားကုမ္ပဏီတွေအကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒီတင်းမာမှုတွေဟာ2020ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာပုံမူတင်းမာလာခဲ့တာဖြစ်ပါတယ်။တရုတ်အမေရိကန်နှစ်ပါတီအကြားတင်းမာမှုတွေဟာမြင့်တက်ထက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်လေတရုတ်ကထုတ်လုပ်မှုတွေကိုအရှိန်မလျှော့ခဲ့ပါဘူး။ထုတ်လုပ်မှုအပိုင်းကိုအားထုတ်တဲ့ထုတ်နေတာဖြစ်ပါတယ်။ 2025မှာလဲဘေကျင်းထုတ်ကုန်တွေကကမ္ဘာဈေးကွက်အများအပြားကိုလွှမ်းမိုးချုပ်ကင်နိုင်ခဲ့တယ်လို့ဈေးကွက်ဝေစုများစွာကိုလည်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘေကျင်းဟာနည်းပညာပိုင်းတွေ၊စိုက်ပျိုးရေးတွေ၊အိမ်တွင်းစက်မှုလုပ်ငန်းတွေမှာပုံမရင်းနှီးမြှုပ်နှံလာခဲ့ပါတယ်။ဒီလိုအဆက်မပြတ်ကြိုးစားအားထုတ်မှုတွေကြောင့်2024ခုနှစ်အောက်တိုဘာလဘလွန်ဘက်စစ်တမ်းဖော်ပြချက်တွေအရတရုတ်ဟာနည်းပညာတီထွင်ဖန်တီးမှုအပိုင်းမှာကမ္ဘာအဆင့်9နေရာမြောက်မှာ ရက်တည်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဆိုလာတွေ၊ဂရက်ဖစ်တွေ၊လျှက်စစ်ကားတွေမီးရထားကဏ္ဍပိုင်းတွေမှာလည်းပုံမူတိုးချဲ့လာနိုင်တယ်လို့အစင်မြင့်တစ်ထက်မြင့်လာတာကိုလည်းတွေ့ရပါတယ်။တရုတ်ဟာအမေရိကန်နဲ့လည်ပင်းဖက်ပြီးဤပညာပိုင်းဆိုင်ရာမှာပုံမူအင်အားကြီးလာတာကိုတွေ့ရပါတယ်။ထရန့်ဒုတိယသမ္မတတက်တန်းအတွင်းမှာလည်းဘေကျင်းကိုဥတီပြီးအခွန်ကောက်ခံမှုတွေမြင့်တင်လာတာကိုတွေ့ရပါတယ်။ TikTok, DeepSea ပြီးတော့ဉာဏ်ရည်တုဤပညာတွေကိုလည်း အမေရိကန်မှာအသုံးပြုခွင့်ပြင်းပြင်းထန်ထန်တားမြစ်ထားတာဖြစ်ပါတယ်။တရုတ်နဲ့စစ်ခဲနေတယ်လို့ကုံတွေအပိုင်းမှာလည်း Trump အမိန့်နေကြောင်းအင်အားကြီးနှစ်နိုင်ငံအကြားတင်းမာမှုတွေဟာပုံမမြင့်တက်တက်မြင့်တက်လာတာဖြစ်ပါတယ်။ဖေဖော်ဝါရီလအတွင်းဟာအမေရိကန်ဟာတရုတ်ကုံစီတွေအပေါ်အခွန်တစ်ဆယ်ရာခိုင်နှုန်းကောက်ခံခဲ့တယ်လို့တရုတ်ကလည်းအမေရိကန်ကြောင်မီးသွေးတွေတဘာဝဓာတ်ငွေတွေအပေါ်အခွန်15ရာခိုင်နှုန်းအထိတန်ပြန်စီးကျက်ခဲ့ပါတယ်။ပြီးတော့ အမေရိကန်အစင်းမြင့်စိုက်ပျိုးရေးစက်ပစ္စည်းတွေရေနံစိမ်းတွေကြီးမားတဲ့မော်တော်ယာဉ်ကြီးတွေကိုလည်းအခွန်၁၀ရာခိုင်နှုန်းအထိကောက်ခံခဲ့ပါသေးတယ်။ပိုဆိုးသွားတာကအခုနှစ်ဧပြီလအတွင်းဟာတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်ကောက်ခံမှု၁၂၅ရာခိုင်နှုန်းအထိတိုးလိုက်တာကြောင့်ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုအရှင်ဟာပုံမမြင့်တက်လာတာဖြစ်ပါတယ်။ဒါရီယိုလက်တုံပြန်တဲ့အနေနဲ့တရုတ်ကလည်းအမေရိကန်အပေါ်အခွန်၈၄ရာခိုင်နှုန်းအထိကောက်ခံခဲ့ပါသေးတယ်။ ဒီလိုအပြန်အလှန်အခွန်စည်းကျဲမှုတွေကြောင့်အမေရိကန်တရုတ်ကုန်သွယ်ရေးကရက်ရိုက်မှုတွေဟာပိုပိုကြီးမားတဲ့ထက်ကြီးမားလာခဲ့ပါတယ်။ကမ္ဘာ့ဘဏ်ကလည်းအင်အားကြီးနိုင်ငံအကြားကုန်သွယ်ရေးစစ်ပွဲတင်းမာမှုတွေကြောင့်နှစ်နိုင်ငံအကြားကုန်သွယ်ရေးပမာဏ80ရာခိုင်နှုန်းလောက်ကျဆင်းသွားမှာကိုစိုးရိမ်နေကြပါတယ်။ပြီးတော့ကမ္ဘာလုံးဆိုင်ရာ GDP လည်း9ရာခိုင်နှုန်းလောက်ကျဆင်းသွားမှာကိုလည်းတတိပေးထားပါတယ်။အခုလိုထိတ်တန်းအင်အားကြီးနိုင်ငံအကြားပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် ဘသူကအသာစီးရနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်မျှော်ကြီးရှုရအောင်မှာဖြစ်ပါတယ်